ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင်စစ်တပ်ရဲ့အခမ်းကဏ္ဍဟာနိုင်ငံရေးစီးပွားရေးနဲ့တခြားအရေးကြီးတဲ့အခမ်းကဏ္ဍတွေမှာအခွင့်ထိုးခံဖြစ်နေအောင်မှာပဲလို့ဒေါ်ဆန်းစုကြည်ကအီတလီနိုင်ငံသားရေးဝန်ကြီးအမ်မာဘိုနီနိုနဲ့ပူးတွဲပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်တာပါ။ အော်တိုဘလာ28ရက်နေ့ကအီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့တွားရောက်တွေ့ဆုံအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြုတ်ပြင်ဘူးဆိုရင်စစ်တပ်ကနိုင်ငံရေးမှာကောတခြားအရေးကြီးတဲ့အခန်းကဏ္ဍတွေတမကစီးပွားရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးမှာပါအခွင့်ထိုးခံအစိမ်းမှာဆက်ရှိနေအောင်မှဖြစ်တယ်လို့ခိုင်မာတဲ့ဒီမိုကရေစီအခွင့်အရေးတွေဖြစ်လာမှာမဟုတ်ဘူးလို့ဒေါ်ဆန်းစုကြည်ကပြောပါတယ် If we do not change the constitution the army will still have a privileged position in national politics and that ကပြင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကန့်ကွက်ရတာဟာသူ့မိသားစုကိုအကြောင်းပြုပြီးတမတမဖြစ်ရအောင်တားမြစ်ထားတဲ့အတွက်ကြောင့်မဟုတ်ဘူးဆိုတဲ့အကြောင်းဒီမိုကရေစီနေမကြတာကြောင့်ကန့်ကွက်ရတယ်လို့ပြောဆိုခဲ့ပါတယ်လူတဦးတယောက်ကိုရည်ရွယ်ပြီးရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဖြစ်သင့်သလိုဒီမိုကရေစီနည်းကျတဲ့ဖွဲ့စည်းပုံဆိုရင်ဒီလိုနည်းနဲ့ရေးဆွဲဖို့မသင့်ဘူးလို့လည်းပြောဆိုခဲ့ပါတယ် တဆက်တည်းမှာပဲဒေါ်အောင်ဆန်းစုကြည်ဟာပတ်ဝန်းကျင်မှာတယောက်နဲ့တယောက်အပြစ်တင်ရှုတ်ချနေကြတဲ့အပေါ်မှာအယုံဆိုင်နေကြမဲဆိုရင်လည်းအကြောက်တရားတွေဟာပျောက်ကွယ်သွားမှာမဟုတ်ပါဘူးသူ့အနေနဲ့အကြမ်းဖက်မှုလောက်ရတဲ့အလုံးကိုချုပ်ကြတယ်လို့လက်တလောဖြစ်ပွားနေတဲ့ပฏิပက္ခတွေကိုဒေါ်အောင်ဆန်းစုကြည်ကရည်ညွှန်းပြောသွားပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာအီတလီနိုင်ငံခရီးစဉ်အတွင်း အော်တိုဘလ28ရက်နေ့ကပုတ်ရဟန်းမင်းကြီးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ပုံမကောင်းမွန်တဲ့ကဘာကြီးဖန်တီးနိုင်ဖို့အတွက်အတူတကွလက်တွဲဆောင်ရွက်ဖို့လိုအပ်တယ်လို့ဒေါ်ဆန်စုကြည်ကပုတ်ရဟန်းမင်းကြီး Francis နဲ့ဗာတီကန်ဖျားเจ้าမှာတွေ့ဆုံချင်းပြောကြားခဲ့ပါတယ်။အမောင်တရားနဲ့အကြောက်တရားတွေဟာဆိုရင်လူသားတွေရဲ့ယုံကြည်ချက်တွေကိုကျဆင်းစေပါတယ်။အပြည့်သဘောဆောင်တဲ့ချစ်ချင်းမေတ္တာနဲ့နားလည်မှုတွေနဲ့တည်ဆောက်ဖို့လိုအပ်ပါတယ်။ ပုံမကောင်းမွန်တဲ့ကဘာကြီးဖန်တီးနိုင်ဖို့အတွက်အတူတကွလက်တွဲဆောင်ရွက်ဖို့လိုအပ်တယ်လို့ဒေါ်ဆန်းစုကြည်ကပြောပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာပုတ်ရဟန်းမင်းကြီးဖရန်စစ်ကတိုင်းပြည်အတွက်ဘာသာမတူသူတွေအကြားအပြန်အလှန်ဆွေးနွေးနိုင်ဖို့အတွက်ဆုတောင်းပေးတယ်လို့ပြောကြားခဲ့တဲ့အကြောင်းဗာတီကန်ဖျားကျောင်းကလည်းမြန်မာနိုင်ငံသားကိုမခွဲခြားဘဲဝတ်ပြုဆုတောင်းတာတွေပြုလုပ်နေတဲ့အကြောင်းလဲ ပုတ်ရဟန်းမင်းကြီးကပြောပါတယ်ဒေါ်ဆန်းစုကြည်ဟာမြန်မာနိုင်ငံမှာတိုင်းရင်းသားအရေးဘာသာရေးအထက်ကယုံတွေဖြစ်ပွားနေတဲ့အချိန်မှာပုတ်ရဟန်းမင်းကြီးနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့အီတလီနိုင်ငံခီးယီးစင်အတွင်းမှာအီတလီဝန်ကြီးချုပ်နဲ့တမ္မတတို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ကျွန်တော်ခွန်ပါတာပါ။